အားလုံးပဲမင်္ဂလာပါရှင်မြန်မာဝိုင်းဒီ channel ရနေပရိသတ်များအားလုံးကိုကျေးဇူးပါတယ်ဒီနေ့မှာတော့စာရေးသူတက်တန့်တွေရေးသားထားတဲ့ဘဝကြာမှာဖခင်မြစ်တာဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးကြပါတယ်ဇာတ်လမ်းမစသေးခင်မှာ channel လေးကို like and subscribe လေးနဲ့ဇာတ်လမ်းတိတိတင်နိုင်မှလည်းသိရှိနိုင်မှုအတွက် notification လောင်းလေးနှိပ်ပေးပါအောင်ရှင်ဟုတ်ကဲ့ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုစလိုက်ပါတော့မယ်ရာသီရွေးအလီလီပြောင်းလဲခဲ့ပြီမဲ့နေကြီးရင်တွေကနာကြီးကျက်တဲ့အမုံတရားတွေကတော့ ပြောင်းလဲသွားမှာမဟုတ်ပါလား။ဘာလို့လို့နဲ့နေကြည့်သားလေးအောင်လေးနှစ်ပြည့်တော့မယ်။သားလေးကိုလာသားရွယ်တဲ့အပြင်အဖွားဖြစ်သူနဲ့ထားခဲ့ကနေကြည့်တိုင်းမှာအလုံသွားလုပ်ခဲ့ရတယ်။သားလေးကိုမခွဲကြည့်မိမဲ့လေ။သားလေးရဲ့နောင်ရဲ့အတွက်သူမပစံကြိုးစားရှာဖွေစူးစမ်းရမယ်မဟုတ်ပါလား။သားလေးကိုထားပြီးထွက်သွားပြီမဲ့သူမနေတိုင်းကိုနေခဲ့ရတယ်။နှုတ်ချိုတွေတက်လာတိုင်းသူမကြိတ်ငိုခဲ့ရတဲ့အချိန်ချင်းမှာမိခင်တို့မစိုးရပဲကြီးပြင်းလာတဲ့ခလေးမှုသားလေးကိုပူဒနာခဲ့တယ်။ တာလင်မွေနဲ့အမိပြန်မှုစူးစမ်းနေရရလေတာလင်နာမည်ကရဲရင်သွေးရဲ့လှလည်းမဟုတ်လားလူလောကလည်းမှာရင်းရဲရင်းရဲရက်တည်နိုင်အောင်မို့တာလီနဲ့ညာလိုက်ဖုံးပြောဖြစ်တယ်လေတာလီကအရွယ်နဲ့မလိုက်အောင်စကားနဲ့အရန်တက်တာမိခင်နဲ့အတူမနေရရှာပေမဲ့မိခင်ကိုမစိမ့်မဲ့ခွဲတက်သေးရဲ့လေဟယ်လိုတတားရေမမေပါ မမေကိုလွမ်းနေရလားတတားကမမေကိုအရန်လွမ်းနေရမမေတတားစီဘယ်တော့ပြန်လာမှာလဲ မိမိကိုတတတွေ့ကျင်နေတာအရွယ်နဲ့မလိုက်စကားပြောတတ်လို့နဲ့တားလေကြောင့်နေကြီးရှိုက်ခနေဖြစ်သွားတော့တယ်မိခင်မြတ်တာလူကျင်နေရဲ့ခလေးမဟုတ်ပါလားဒီရွယ်ဆိုတာမိခင်ရင်ခွေနဲ့တီတီတာတာချွဲနှဲနေရမယ့်အရွယ်လေးမဟုတ်လားမိမိပြန်လာမှာပေါ့တတရဲ့တတမွေးနေမတမ်းမီမိမိအမိပြန်လာမယ်နော်တားလေရအဖွားစကားကိုနားထောင်နော်အိမ်ပြင်လဲထွက်မစွန့်နဲ့နော်တတကလိမ်မာပါတယ်မိမိရဲ့ခြံထဲမှာပဲဆိုတာမိမိမြ мян ပြန်လာပါနော် ဖဖကတတားကိုစုတယ်။ဖဖကမိတော်ဘာလို့စုတာလဲ။ဒါဖဖမကြိုက်တာလို့လို့လား။အမလေးအေးဒီသားမီးနီကငါ့ကိုပြဿနာရှာနေရဲ့။ညီသားကိုစုလဲမစုရန်လဲမရရဲပါအောင်တော့။တခါစိတ်ကောက်တိုင်းတခါအယုံနဲ့ချော့ရလို့တော့ပါ။မမေရောနေကောင်းရဲ့လား။ကောင်းပါလေသမီးရဲ့။သမီးဘယ်တော့ပြန်လာမှာလဲ။ဘာမှဝေမနာခဲနဲ့ဦးနော်။ရှောင်းဝင်လာမှာစုလို့ဟုတ်ကဲ့ပါမမေရဲ့မဝယ်ပါဘူးတားလေးရောအပြင်းနေထွက်ပြီးစော့သေးတာ တနေ့ကုန်ခြံထဲမှာပဲနေရပါ၏တယောက်တည်းအယုတ်တင်နဲ့စော့နေကြတမီးနဲ့နေကောင်းအောင်နေပြန်လာကန်ဒီမှာနေမကောင်းဖြစ်နေအောင်ပဲဟုတ်ခဲ့ပါမမေအဲ့လို့ဆိုတမီးဖုန်းချလိုက်တော့မယ်နော် မနေ့အလုပ်စောစောဆင်းရမှာမလို့အေးအေးတမီးငါတမီးနဲ့ကျမ်းမချမ်းသာပါစေကွယ်စားစားရရလည်းအဆင်ပြေချုံးမွေးပါစေပြေးတဲ့ဆူနဲ့ပြေးပါစေမမေတမီးဖုန်းချပြီနော်အချိန်တွေတရက်ပြီးတရက်ကုန်လုံလာခဲ့တာ သူမပြန်ရမယ့်ရက်တောင်ရောက်လာခဲ့လိမ့်ပြီမနေ့အလုံရောက်တော့အလုံကျူးစားနေတဲ့နေကြီးကိုအလုံရှင်မခေါ်၍လာစားပြင်းဘောနဲ့ပါထုတ်ပေးလိုက်တယ်လောက်ဖို့ကိုင်းမဲ့တငယ်ချင်းတွေကလည်းတားလီအတွက်လက်ဆောင်တွေထည့်ပေးလိုက်တယ်တတားရင်တားလီရင်းရင်မမေ့ပြန်လာပြီမမေ့တားလီရောရင်ခေါ်လဲမရပါလားရှိပါတယ်တော့ခဏနာပါမမေ့ခေါ်ပေးမယ်ညီနေရင်ညီနေမမေ့ပြန်လာပြီလာခဲ့တော့နောက်မှဆော့ ညီသားကနောက်ခွေးမှာစော့နေရပါ၏လာပြီဟာမေမေပြန်လာပြီမေမေသားသားနဲ့အတူတူနေမှာမို့လို့လာရင်ပြန်မသွားပါနဲ့တော့နော်နေကြီးသားလေးကိုဖတ်ထားလိုက်မိရဲ့မိခင်မြတ်တာဘလောင်များလူနေရှာမလဲမေမေပြန်မသွားတော့ပါဘူးသားလေးရဲ့မေမေသားလေးနဲ့အတူတူနေဖို့အပီးပြန်လာတာဒီမှာကြည့်စမ်းသားလေးအတွက်အယုတ်ဒါမှသားသားမေမေကအယုတ်တွေအများကြီးပဲအဲ့ဒါကြောင့်မေမေကိုချစ်တာအဘွားလေထဲမှာပဲရနေကြဖြစ်တဲ့ တာလီရဲ့အနံကိုအမှတ်မတင်ပဲတကယ်ရလိုက်တာကြောင့်အတိုင်းမသိပြုံရှင်ခဲ့ရပါတယ်။အဲဒီလောက်အများကြီးဘာလို့ဝဲလာရလဲတမီးရဲ့မဝဲခဲ့ပါနဲ့ဆိုတော့တငယ်ချင်းတွေကတာလီအတွက်ဝဲထည့်ပေးလိုက်တာပါမမေဝဲလာတာမဟုတ်ပါဘူး။ကဲတမီးနဲ့ခီးကြီးပန်းလာတယ်။နားပြီးရေချိုးလိုက်ပြီးရင်အိပ်ရတဲ့ခဏဝင်နားနေလေ။ဟုတ်ကဲ့ပါမမေတာတာရောအိပ်မလား။လာလေ။တာတာမအိပ်ဘူး။မမေဝဲလာတဲ့အယုတ်တွေတွားကြအောင်မယ်။တက်တာ။ဟမ်။တားမှာတငယ်ချင်းရှိရဲ့။ အပြင်လည်းမထွက်ပဲဘယ်ဟာတငယ်ချင်းလဲအိမ်နေနာချင်းကခလေးပဲနေမှာပါလေနေကြီးခီးပန်းလာတဲ့အချိန်နဲ့မြင်းများပင်အိပ်ပျော်သွားလဲမသိမမေနှိုးမှပဲနှိုးတော့တယ်နေကြီးထတော့လေညစာစားချိန်တော့ရောက်နေပြီသမီးစားပြီးမှပြန်အိပ်ချင်အိပ်ဟုတ်ပြီနော်မစားတော့ဘူးမမေဘိုင်းသိမ်းမစားလို့ပြန်အိပ်တော့မယ်နော်အမှန်တကယ်ကတော့ညစာမစားပဲအိပ်ရင်မနက်ပိုင်းအောင်တက်တဲ့နေကြီးအကြောင်းသိလို့မမေကိုစားနောက်ချင်းပဲ ဘလောက်အသက်ပဲကြီးနေပါစေမိဘမေတ္တာရင်အောင်ခလေးပဲမဟုတ်ပါလားခလေးလို့လုံအနေနဲ့ထတော့ငါမီးရအောင်အဲ့လောက်မစိုးထထမေမေပြောပြောဆူဆူနဲ့ထွက်သွားတော့နေကြီးရင်ရင်နောက်ကနေလိုက်ထွက်ခဲ့တယ်တားလေးကြီးတော့နေကြီးပါလာတဲ့အယုတ်တွေနဲ့စော့နေရတယ်တမေစားတော့ပြီးတားလေးဆော့တာထိုက်ခြင်းရင်အတိတ်ကိုပြန်စင်းစားမိပြန်တယ်လွန်ခဲ့တဲ့ငါးနှစ်ကျော်ကနေကြီးနင့်ငါချစ်တယ်နေငါ့ကိုပြန်ချစ်ရမယ်ဟဲ့အောင်းအောင်နေယူးနေလား ငါမှချစ်သူရှိရာနေနဲ့အသည့်မလို့ချင်းဟာအဲဒီကောင်အဆက်ပြတ်ရမယ်ငါ့ကိုနေချစ်ရမယ်ငါ့ကိုပဲပြန်ချစ်ရမယ်တော်ပြီဟာရှေ့ရဖေငါနောက်ကျနေပြီထွက်သွားတဲ့နေကြီးကိုအအောင်လန်းကြည့်ရင်နဲ့နေငါပဲလက်ထက်ရမယ်နေကြီးနေကောင်အဆက်ပြတ်လိုက်တော့ဒီငမူးတကောင်နဲ့ရောတော်တော်စိတ်ညစ်နေရပြီနေနေတိုင်းပဲတနေ့တစ်မျိုးမယိုးရလေအောင်လာနှောင်းရှက်နေရောအယမ်းပင်မုန်းနေမိရော်တယ်နေကြီးငါပြောထားတဲ့ဟာအဖြစ်ပြန်ပေးလေဟာ အာအာနေမူးနေနဲ့အေးစင်းနေငါ့ဟောင်ပြဿနာလားမရှာနဲ့ဖဲ့ငါရှိရမဖဲ့ဘူးနေဟောင်ငါချစ်တယ်ငါ့ဟောင်ဟဲ့ငါမှသူရရှိနေရလေငါသူ့ကိုပဲချစ်တာမချစ်ရအောင်အဲရီကမှအဲရီကောင်ဖြစ်နေရအောင်အဲရီကောင်ကငါ့ထက်ဘာတွေတာနေလို့လဲပြောတာတာပေါ့နေထက်အစတရာမကတာတယ်သူကနေလို့အချိန်ပြည့်တောက်စားမူးယူနေတာမဟုတ်ဘူးအလုံးနဲ့ဂိုင်နဲ့လူတိုင်းနဲ့ချစ်ကြတဲ့သူလူကြီးမှန်းလဲတိတတ်တယ်နေလို့မဟုတ်ဘူး နေပြန်မချင်းငါကငါတက်တယ်မနေကြီးသိပေါ့နေမသာယူပြီးတက်တယ်ဟာငါတားမယ်တင်းနေလို့လားအေးနေမတားမှန်းသိရဲ့ဒါမဲ့ငါချစ်တဲ့နေကိုဟိုကောင်ကလည်းမရစီရအောင်သူ့ပါငါတက်မှာပြီးနေကိုငါနဲ့အတူခေါ်သွားမှာငါချစ်တဲ့နေကိုဘယ်သူမှမရစီအောင်နေယူနေလားနေသူရဲကိုဘာမှမလုပ်ရအောင်နော်အဲ့လို့ဆိုနေငါ့ကိုလက်ထက်လေနေသာငါ့ကိုလက်ထက်မယ်ဆိုအရိကာကိုဘာမှလုပ်စီရမလို့အေးနေကငါလက်ထက်မယ် သူရင်းကိုဘာမှမလုပ်ပါဘူးလို့ဂတိပေးငါအောင်ပေးရဟာပေးရမြို့နယ်ခမ်းမကြီးရဲ့မှာတော့အောင်နိုင်သူအပြုံးနဲ့ရီမောပျော်ရွှင်နေတဲ့သူတို့သားနဲ့နာကြီးစွာမျက်ရည်မှုတွေပြုံမကြအောင်ထိန်းထားတဲ့သူတို့သမီးယုံနဲ့ဦးသူရင်းတော့နေကြီးကိုနာကြီးပေးရမယ်အောင်အောင်တရမိမရပါရနဲ့ဆိုင်ကယ်ကယ်ရီဆွဲတဲ့အလုပ်လေးလုပ်တယ်နေကြီးကိုအရန်ကြည့်လို့နေကြီးဘက်မှာလည်းဇနီးမယားတာဝန်ကျေပွန်စွာဆက်ဆံတယ်လူတယောက်ရဲ့ဗီဇာကဘယ်တော့မှဖြောင်းဖြက်လို့မရဘူးဆိုတာအမှန်ပဲ အောင်အောင်ခွင်းမိကောက်ကြည်အောင်ဆူဆူတဲ့စကပုံတိုင်းတောင်စားမှုရင်လာပြန်တယ်။မူးလာလိုက်နေကြီးကိုရိုင်းနှက်နှိပ်စိုက်ခဲ့တယ်။ခုဆိုမူးရစ်စီတွေပါတုံးလာခဲ့တယ်။အချိန်နဲ့ကြာလာတာနဲ့မျှနေကြီးကိုဝင်ရလာတော့တယ်။အောင်အောင်ငါ့မှာကိုဝင်ရှိနေပြီဟ။နေကလေးဖေဖြစ်တော့မသိလား။ဘာကိုဝင်ဟုတ်လား။ငါအဖေဟုတ်လား။ငါနမေကန်ကလေးဖေနေမှာပါ။နေခွေးဆက်ခင်းရတဲ့ကလေးနေမှာပေါ့။အောင်အောင်နေအရန်လုံးနေပြီနော်။ ငါသိခါမစော်ကားနဲ့နေမူးနေအဲ့တော့မနှမ်းမပြောမယ်။ဘာမနှမ်းမပြောစရာမလိုဘူး။နေရမင်းမယုံ။ဟိုကောင်နဲ့ရတဲ့ကလေးမဟုတ်လားဒီကလေးရ။နေဆက်မပြောနဲ့ရောအာအာ။နင့်ကိုအဲ့လောက်ထိရုံမှရိုက်ဆိုင်မယ်လို့ငါမထင်ခဲ့ဘူး။အားနေငူနေရပြီပဲ။အားခုတူများတယ်။အမေအိတ်သွားရမယ်ကောင်းတယ်။နေကြည့်ဒူးနဲ့မျက်ရည်တုပ်နေရတဲ့ဘဝရောက်နေပြီ။ရိုက်ဆိုင်မှန်းသိပေမဲ့အဲ့ဒီလောက်ရုံမှမယ်တော့မထင်ထားမိ။အောင်အောင်စင်းသွားတာတလားပြည့်ရောမယ်။ ုတိဖုန်းလျောက်တစ်ချက်မဆက်ပြီးသူ့မယားလဲမြောက်ထိုးပင်းကိုလှုပ်ပြီးခေါ်ထားလိုက်တယ်။အမှန်ဆိုလီမယားစိတ်ဆိုးလို့စကားများခဏပေါ့။ချောမော့ပြီးပြန်လှုပ်တင်နေမဟုတ်လား။ဟဲ့နေကြီးထုတ်ခက်စမ်းမအောင်။အော်အမေပါလား။ထိုင်နေအောင်အောင်ရော။ငါထိုင်မလို့လာတာမဟုတ်ဘူး။ညီနဲ့စည်ရင်ရှင်းစရာရှိလို့မိမက်ပြက်မ။နေစမ်းမအောင်အန်တီ။နေကြီးကဘာရီလှုပ်နေလို့ဘာရီလာပြောနေရလဲ။ငါသားဘဝကိုဖျက်ဆီးရဲကောင်မှနေဟုငါတက်ပြစ်မယ်။ အန်တီအရန်တရားလုံလာပြီနော်အန်တီသာဘဝကိုဖြတ်ရအောင်အန်တီသာဘလောက်များတော်တက်ခဲ့လို့လဲစရိယာမူယူတောက်စားနေရမို့လားနေရများငါသားကိုပြောရတယ်ကဲဟဲကိုမေရွယ်မှုကြည်နေရအန်တီတရားလုံမလားနဲ့နော်ထွက်သွားတော့အိမ်မောကနေထွက်သွားနေရများငါမေကိုမောက်ထုတ်အောင်ငါဘဝကိုဖြက်စီးရဲ့မေးမယုံမှာများကဲဟာဘယ်ချိန်နဲ့ရောက်လာမှမသိအောင်အအောင်ငါပါလာရိုက်တာကြောင့်ပိုပြီးဒေါသထွက်သွားတော့လေနေစမ်းမအောင် နေမဝါကိုဖျက်ဆီးရပြောအောင်နေရဘလောက်တောင်တန်မှုရှိခဲ့လို့လဲရီစာရှိပါလေဆိုတဲ့ငါဘဝကိုဓာတ်ထောက်ပြီးအတင်းလက်ထက်ခိုင်းခဲ့ရဘူးလေနေရတာငါရဲ့တာယာနေရဘဝကိုဖျက်ဆီးပစ်ခဲ့တာငါရှိမှတော့ငါသားကိုဒီလေးတန်နဲ့ပြန်ပြောနေရအောင်ငါ့ကွယ်ရမှာဘလောက်ထိအောင်စိုးနေမလဲလာတာအဲ့လိုမင်းမယုံနဲ့မနေနဲ့တော့နေကြီးဝေကျွေးရေကုံသွားပြီးသားတက်မှတ်လိုက်တော့လေမိမိရဲ့မာနာနဲ့တိတ်ခါကိုစော်ကားသွားတာကြောင့်စိတ်နာမိရဲ့ခလုတ်တီမအမီတားဆိုတဲ့စကားပုံတိုင်း မိခင်အိမ်ကိုသာပြန်တက်နေရတော့တယ်။မိမိတာတာအိတ်ချင်ပြီးတာတာကိုချော့တဲ့တာတာလာပြောမှအတိပြန်ဝင်လာတော့တယ်။ဒါလေးကိုချော့တဲ့ရင်နဲ့နေကြည်ပြန်အိပ်ပျော်သွားတော့တယ်။မနဲ့မူနေတော့တာတာအနာမှမရှိရော။နေကြည်အိရာထားကမျက်နာသိမနှက်စာစားလိုက်တယ်။ဒါလေးတာတာရေလာပါဦး။ဘာလုပ်နေရလဲ။လာပြီမိမိတာတာလာပြီ။ဒါလေးဘာလုပ်နေရလဲ။တယောက်တည်းနာဖေးမှာတာတာဖြစ်ပေနဲ့တူတူပုံနဲ့စော့နေရလေ။ဘာပြောတယ်။ တော်တော်ဖေဖေဟုတ်လားဗမာလေးမမေ့ဟုတ်ဗျဖေဖေကမရှိရအောင်မမေ့ရဲ့သွားပြီတော်တော်နဲ့နေရင်တူတူစော့ပေးရဘာပြောတယ်ဖေဖေနဲ့စော့နေရဟုတ်လားဟုတ်တယ်လေးမမေ့ရဲ့ဖေဖေနဲ့နေရင်တူတူစော့တာမမေ့ရမမေ့ဗာလဲအေးညီတို့သားမင်းညောင်ကတော့တွေ့ရနဲ့ရံဖြစ်နေရ ਈ ပဲအလုပ်ကိုကောင်းကောင်းမလုပ်ရအောင်မမေ့အေယူအောင်အောင်လို့လာသေးလားမလာပါဘူးတမီးရဲ့သူ့မိရတော့တခါလာသွားသေးရဲ့သူ့မီးလေးနဲ့တွေ့ကျင်လို့တဲ့ မတွေ့ရပါဘူးလာလဲမလာခိုင်းပါနဲ့တားလေးကအခုပြောနေရဲ့နေတိုင်းသူ့ဖေနဲ့အတူတူစော့နေရဲ့ဟင်မလာပါဘူးတမီးရဲ့မြေလေးကသူ့ဟာသူခြံထဲမှာပဲစော့နေရတားလေးမမေ့ကိုမမှန်ပြောတားခြံထဲမှာဘသူနဲ့စော့နေရလဲဖေဖေနဲ့နေဖေဖေကတတအောင်အရန်ချစ်တာရင်းရင်မမေ့ကိုမလိမ့်နဲ့မမေ့စိတ်တူလာပြီနော်နောက်ခြံထဲစေးမစော့ရတော့ဘူးအောင်အောင်ကလည်းမလာဘူးဆိုတာတတကလည်းကျင်းတည်နေရတယ် ဖေဖေနဲ့တူတူစောင့်ရကြီးပဲပြောနေတော့နေကြည်စင်းစားအကြက်နေရတယ်။တတမွေးနေရောက်ဖို့ကလည်းတပတ်ပဲလူတော့တယ်ဆိုတော့အမားမခံနိုင်ပေ။မမေကိုမချစ်တော့ဘူး။မမေကတတအောင်စုတယ်။ငူယိုပြီးထွက်သွားတဲ့တောင်းငယ်ကိုကြည့်ပြီးနေကြည်တပြင်းချမိရတယ်။နေလေတမင်းစားတော့ပြီးအိမ်ပေါ်မှာရင်းရင်လေးကိုမတွေ့လို့နေကြည်ခြံတော်ဖေးဘက်ထွက်လာခဲ့တယ်။တယောက်တည်းစကားတွေပြောပြီးစော့နေရဲ့ရင်းရင်လေးကိုမြင်တော့နေကြည်ချက်ချင်းပဲတားလေးကိုလှမ်းခေါ်လိုက်တယ်။တားလေးဘသူနဲ့စကားပြောနေရလဲ။ မမေရတတအောင်စူမာလာရင်မမေရမစူပါဘူးတာလေးရဲ့မမေကိုပြောပြနော်ဘသူနဲ့စကားပြောနေရလဲဖေဖေနဲ့စကားပြောနေရမမေရဲ့ဖေဖေကလေတတအောင်အရန်ချစ်တာဟိုတကတတသိပ္ပမောကပြုတ်ကြတော့လဲဖေဖေပဲတတအောင်မနာအောင်ဖမ်းပေးရဖေဖေကတနာပါတယ်မမေရဲ့တားဖေဖေဟုတ်လားသူ့နဲ့မရအောင်ဘလို့ခေါ်လဲတားတိလားခုရောဘမလဲဖေဖေနဲ့မရအောင်အောင်နဲ့မမေရောက်တော့လဲဖေဖေကပြန်ထွက်သွားပြီမမေစကားနားထောင်မှုလဲတတအောင်ပြောတယ် ရင်းရင်းရဲ့ပြောစကားကြောင့်နေကြည်တတအောင်အိမ်မော်ကိုပြန်ခေါ်ပြီးဒေါ်သူဆောင်လှမ်းခေါ်လာရတော့တယ်။မမေမမေဘာတော့အေးညီလူကလည်းအမြင်အလန့်တကြားနဲ့တာမီနီအောင်ရံပြစ်ပြန်ပြီလား။အောင်းအောင်အမေအိမ်ကိုလာသေးရဲ့လို့အမေပြောတယ်နော်။သူလိမ့်စာပေးခဲ့လားရင်လိမ့်စာတော့မပေးခဲ့ဘူးတမီးရဲ့ဖုန်းနံပါတ်တော့ပေးခဲ့တယ်။ဘာဖြစ်လို့လဲ။တမီးယူမလား။ဟုတ်မမေတမီးအောင်အောင်နဲ့ပတ်သက်ပြီးမေးစရာရှိလို့ပါ။မိခင်စီကဖုန်းနံပါတ်ရတာနဲ့ နေကြည်ဖုန်းပြန်ခေါ်လိုက်တယ်။ဟယ်လိုတပတ်ကပြည်တန်ကြားရတဲ့တပြိုင်နက်နေကြည်ဖုန်းပြန်ချလိုက်မိရဲ့တချေရမိမိရဲ့မာနာနဲ့တိတ်ခေါင်စော်ကားခဲ့တယ်မဟုတ်ပါလားခုချိန်ထိစကားပြောရင်အဆင်သင့်မဖြစ်သေးပေနေကြည်ပြန်မခေါ်မိရပေတပတ်ကဖုန်းကပြန်ခေါ်တာကြောင့်နေကြည်ကန်လိုက်မိရတယ်။ဟယ်လိုနေကြည်မဟုတ်လားညီကြီးတမီအန်တီကိုအခုချိန်ထိစိတ်နာနေမယ်ဆိုတာအန်တီသိပါတယ်ဟုတ် ခုနေကြီးစိတ်ထဲမှာဘာမှမရှိတော့ပါဘူး။အန်တီကိုအောင်အောင်နဲ့ပတ်သက်ပြီးမေးစရာရှိလို့ပါ။အောင်အောင်ကြောင့်သမီးမသိသေးဘူးလား။အောင်အောင်ဆုံးတာ၃နှစ်တောင်ပြည့်ရမယ်လေ။ဘာဖြစ်လို့လဲသမီး။ရှင်း၃နှစ်တောင်ရှိရမယ်ဟုတ်လား။အန်တီကခုပဲမှလည်းအိမ်လာပေးလို့ရမလား။အောင်အောင်ကိစ္စပြောစရာရှိလို့ပါ။အေးသမီးအန်တီလာခဲ့မယ်။စိတ်ချ။ထိုးနေတဲ့နေ့လုံးသားလေးကိုပဲနေကြီးစောင့်ကြည့်နေရတယ်။ရင်းရင်သွေးလေးတယောက်ခြံထဲမှာပျော်ရွှင်စွာဆော့နေရဲ့။ တခါတရံတရောင်ရောက်နဲ့အပြန်အလှန်ပြောနေတာကိုလည်းတွေ့ရတဲ့။သားလေးရဲ့ဝင်းကြီးကလည်းနောင်နေရဆူရောက်ပြီဖြစ်တဲ့အတွက်ဒီကြားထဲအမားရင်းဖြစ်သွားမှအောင်စူးရိမ်နေမိရဲ့။အောင်အောင်လဲဆုံးသွားပြီဖြစ်ကြောင့်အတီးပြူပြီဖြစ်တာကြောင့်သားလေးနဲ့အမဲဆော့နေတဲ့သူကတကယ်အောင်အောင်ပဲလား။နေကြီးမတွေ့တဲ့တော့သူညာနေကြီးကိုအောင်အောင်ကအိမ်မက်တစ်ခုလာပေးရော်တယ်။နေကြီးကိုတောင်းပန်ပါတယ်။အားလုံးကကို့အမားတွေပါ။ကိုမူးယူပြီးသူများစကားတွေနားရောက်မင်းတို့ဖြစ်သွားတာပါ။ နေကြည်ကိုပေါ်ဇနီးတယောက်ရဲ့တာဝန်ကျေခဲ့ပါတယ်။ตาလေးကိုစိတ်မချလို့ตาလေးနာကနေစိတ်ချသွားပါပြီ။ตาလေးရဲ့မွေးနေ့မှာကို့ကိုအမျှဝေပေးပါ။ကိုဒီဘဝကနေသွားရတော့မယ်။ตาလေးကိုစိတ်ချမယ်နော်။ကိုမားတွေတွေလည်းတောင်းပန်ခဲ့ပါတယ်နေကြည်။သူအိမ်မက်ကြောင့်နေကြည်လန်နိုးလာခဲ့တယ်။ပဒင်းတကားတွေပိတ်ထားလျက်နဲ့နေကြည်ကိုလေးတစ်ချက်တိုက်ခတ်သွားတာတိုက်ဆိုင်မှုတစ်ခုလေးလား။နေကြည်ကိုအတန်တန်တောင်းပန်စကားပြောပြီး အမြဝေပေးရန်ပြောသွားတဲ့အောင်းအောင်ကိုဂယုနာတက်မိရဲ့တချင်ရဘလောက်ပင်နာကြီးစေခဲ့ပါဘူးတားလေးရဲ့အဖေပင်မဟုတ်ပါလားနောက်တနေ့နေ့လေပိုင်းအောင်းအောင်အမေအိမ်ရောက်လာတယ်အောင်းအောင်မေအိမ်ကိုရောက်လာတယ်အောင်းအောင်မကြွလွတ်သေးတဲ့အကြောင်းတားလေးအနာရှိနေတဲ့အကြောင်းပြောပြတော့အောင်းအောင်ဖြစ်ကိုတနာရွေငူနေရော်တယ်သူလည်းမိခင်တရားမဟုတ်ပါလားမနေ့ပြန်တားလေးမွေးနေ့အတွက်လူအပ်တာတွေပြုလုပ်ပြီးအောင်းအောင်ကိုရေစက်ချအမြဝေရဲ့တနေ့ကအချိန်ကုန်ဆုံးခဲ့ကြတယ် အများဝေးပြီးရတဲ့တပြိုင်နက်တာလီယာထောင်ငူလီရော်တယ်ဖေဖေဖယ်သွားမလို့လဲတာတာနဲ့မစောတော့ဘူးလားဒီနေ့တာတာမွေးနေ့လေတာတာနဲ့တူတူနေပေးမယ်ဆိုမေမေဖေဖေကိုမသွားခိုင်းပါနဲ့နော်ပြန်ခေါ်ပေးပါတားရဲ့ဖေဖေကတာတာနားမှာအမင်းရှိနေမှာတာလီယာစာကြိုးစားပြီးလေးလေးမားမားနေရင်တာတာစီဖေဖေကပြန်လာမှာပေါ့တကယ်ပြောတာနော်မေမေတကယ်ပေါ့တာလီရဲ့မငူနေတော့နော်နေကြည့်တားဟုတ်တာမငူရဲ့ပြောနေမိပေမဲ့ ူကိုယ်တိုင်တော့အမျက်ရည်မကြောက်အောင်ထိန်းနေရတယ်။နေကြီးကိုသားမီးကိုကြည့်ပြီးအလူလာတဲ့ဧည့်သည်များပဲစိတ်မကောင်းဖြစ်ကြတော့တယ်။နောင်ဘဝများရှိခဲ့ရင်မိစုံဖဆုံနဲ့အတူတူနေရပြီးတော့ဒီလိုအဖြစ်မျိုးနဲ့မကြုံမရစေနဲ့တားလိရင်ဟုတ်ကဲ့ပါရှင်။စာရေးသူတက်တက်တွေရေးသားထားတဲ့ဘဝချားမဖခင်မြတ်တာဆိုတဲ့ဇာတ်လမ်းကတော့ဒီမာရီမဲပြီးဆုံးပါပြီ။ဇာတ်လမ်းလေးကိုအားပေးခဲ့လို့လဲပရိသတ်ကြီးအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။